ဖြူမှာမိုးသည်ထဆော်ရွာသွန်းတာနဲ့အတူစစ်ကောင်စီတပ်တွေနဲ့အာရခတပ်တော်တို့ဟာလည်းနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ကြောက်ဖြူမျိုးဒေတာတရင်ရင်းမြစ်ကပြောပါတယ်။လက်ရှိမှာအာရခတပ်တော်ဟာစစ်ကောင်စီတပ်ရဲ့အမှတ်32တိုက်ခိုက်ရဲရဲတပ်ရင်းကိုထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီးတော့စစ်ကောင်စီနဲ့အာရခတပ်တော်တို့ဟာရဲတပ်ရင်း32အနီးကပြိုင်းစိတ်ကြီးကြဲရွာအနီးမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်နေကြတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီကလည်းအဲ့ဒီရဲတပ်ရင်း32အနီးကို အာရခတက်တော်မရောက်ရှိနိုင်ဖို့အတွက်မိုးကြားလေကြားထဲကနေပြီးတော့လေကြောင်းတရုံအုံပြုတ်ကခုခံတိုက်ခိုက်တာတွေလောက်ဆောင်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်းအာရခတက်တော်ဟာနှမ်းဖဲတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်စကန်ကိုတိုက်ခိုက်နေတာဖြစ်ပြီးတော့လက်ရှိမှာတော့အဲ့ဒီတက်စကန်ကိုအာရခတက်တော်ကအပိဓာတ်တိုင်းပိုက်လိုက်ပြီးဖြစ်တယ်လို့အဲ့ဒီကထွက်ပြေးလာတဲ့စစ်ကောင်စီတက်တွေနဲ့အာရခတက်တော်တို့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာဖြစ်တယ်လို့လည်းဆိုပါတယ်အာရခတက်တော်ဟာကြောက်ပြူမြို့နယ်အတွင်းမှာ တိုက်ပွဲကိုအကန့်အသတ်တွေနဲ့သာဖော်ဆောင်ကာတိုက်ခိုက်နေရတာဖြစ်ပြီးတော့ပြီးခဲ့တဲ့မေလ20ရက်နေ့မှာတော့စစ်ကောင်စီရဲ့မင်းတပ်တော်ကာကင်းစခန်းနဲ့စစ်မှုလက်မှုတင်ဒန်းကြောင့်ကကာကင်းစခန်းတွေကိုလည်းအာရခတပ်တော်အေအေကတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျာ။